တော့အိမ်တက်ပြီးဘာလုပ်တင်တယ်လဲဆိုတာလေးတစ်ခုကတော့ကိုမမြင်ရတဲ့ကိုပတ်ဝန်းကျင်မှာရှိနေတဲ့လူသားတွေကိုတော့ကိုမြင်ရတယ်ကိုမမြင်ရတဲ့ကိုရဲ့ဒီမျက်စိအမြင်ထဲမှာပေါ်မလာတဲ့ဟုတ်လားတင်တမရှင်လို့ဆိုရင်တော့ပေါ်ကြပေါ်မှာ။ကိုက3 dimension ပဲရှိတယ်။လူတွေမြင်နိုင်တာကအဲ့လောက်ပဲရှိတယ်နော်။ dimension တွေများလာရင်တော့မြင်ကောင်းမြင်မှာ ဲ့လိုမမြင်ရတဲ့တတော်တွေကကိုယ်အိမ်ပေါ်မှာလည်းရှိမယ်ကိုယ်ပတ်ဝန်းကျင်မှာလည်းရှိနေမယ်အဲ့ဒါတွေကိုကိုလုံးတဲ့ကုသိုလ်ကောင်းမှုတွေကိုခဏအပြည့်အဝအမြတ်ဝေကိုလို့တယ်ပေါ့ဒါလူတွေကိုတော့ဖိတ်ပြီးတော့ကြွေးတယ်နတ်တွေကိုတော့မမြင်ရတော့မဖိတ်ဘူးမကြွေးဘူးဖြစ်လာတယ်အဲ့ကြတော့သူတို့လိုချင်တာဘာရောဆိုလို့ရှိရင်သူတို့ကိုအတိမပြုတ်တယ်အတိမပြုတ်ပြီးတော့ဒီနေ့လုပ်တဲ့ကုသိုလ်ကောင်းမှုတွေနဲ့သူတို့ကို သူတို့အတွက်ကုသိုလ်ကိုမျှပေးဝေးတယ်ဆိုတော့အဲ့ဒီအလုပ်တစ်ခုလုပ်ဖို့လို့အဲ့ဒါတော့မြတ်စွာဘုရားကိုယ်တိုင်ကလုပ်ဖို့ညွှန်ကြားတယ်နော်ရှားတတ္ထဒေဝတာအတုံတာတံဒက္ခိဏမာရိတိကိုယ်ဘဝကျင်မာတဲ့ကိုမမြင်ရတဲ့တရဝရီနတ်တွေရှိနေတတ်တယ်တဲ့အဲ့ဒီရှိနေတဲ့နတ်တွေကိုကိုလုပ်တဲ့ကုသိုလ်ကောင်းမှုကိုမြတ်ပေးဝေးလိုက်ပါအမြတ်ပေးဝေးလိုက်လို့ရှိရင်နတ်တွေကကိုယ့်ကိုဆော